60မီတာ10မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲဦးစီးဌာနဘူမိပေဒဌာနခွဲကဝန်ထမ်းတွေဟာအောက်ခံကြောက်သားမြေသားအခြေအနေတွေနဲ့ပတ်သက်လို့ဘူမိယူပါပေဒတိုင်းသာတဲ့လုပ်ငန်းတွေလှုပ်ဆောင်ခဲ့တယ်လို့မိသက်ဌာနကထုတ်ပြန်ပါတယ်။ပြန်လည်ပြုပြင်ရမှာပေါ့နော်။အောက်ကနေပြန်ပြီးတော့တို့ထောက်မှလာပိုးမှလာအဲဘယ်လိုလုပ်ရမလဲမသိဘူးပေါ့နော်။မိုင်းတွေပါခွဲဖို့ကတော့ ဟိုမတိကြတော့ဘူးပေါ့မလုပ်တော့ဘူးလို့ကြားပါတယ်အာလွန်ခဲ့တဲ့ဒီဘက်လောက်ကတော့ဒီဘူမိသူတိသူတိတနာပညာရှင်တွေကတော့လာကြည့်သွားတာပေါ့နော်ညီတိုင်းနာလောက်တော့လှုပ်သွားတယ်ဗျကျွန်တော်တော့ဘာမှဆက်လုပ်မယ်ဆိုတာတော့မတိရသေးဘူးပေါ့နော်ခုလိုလိုဆိုတော့ဒီတိုင်းမရှိနေသေးဘူးဗျဧဘရဲ3ရက်နေ့ကစလို့ကြောက်တိတာတောင်ကြီးပပလင်မှာရှိကြတဲ့နေအိမ်ဒီအပါအဝင်ရွှေမုတော်ဖရာကနေလင်းမျက်နှာတောင်ပတ်ချမ်းထိ မြို့မစည်းနှင့်အမကသုံးနေရာတွေကိုအန္တရာယ်ဆုံးဖြစ်သတ်မှတ်ပြီးအောက်ချိုရီဘက်ကတင်းရှောင်ခိုင်းခဲ့ပါတယ်။အခုလိုဖိရှားရတာတလာဝင်းကျင်ကြလာချိန်တချို့မျိုးကန်တွေကအိတ်ငါးနေထိုင်ကြသလိုယာယီတဲတွေနဲ့နေထိုင်သူလည်းရှိပြီးတော့ဘာလုံငန်းမှလုံမရတာကြောင့်စာဝင့်နေရေးကြက်သေးလာကြကြောင်းပြောပါတယ်။ပြန်လေပြပြင်ရည်တွေပြီးသွားရင်တော့စိုးရင်စိတ်တွေရှိနေကြကြောင်းမြို့ကန်တယောက်ကအခုလိုပြောပြပါဗါရဲနောက်တစ်ချိန်မှဒီလိုမျိုးထပ်ပြီးတော့ငလိငင်များလှုပ်ခဲ့ပြီးရှိတော့ဒီ တောက်တိုင်ကြီးရဲ့အားကဒီကြောက်တုံးရဲ့ဝိတ်ကိုခံနိုင်ရှိပါမလားအဲ့ချင်းကြရင်ရောဘယ်တော့ထိများပေါ့နော်ဟိုအန်ရီတွေဖြစ်လာနိုင်မလဲဆိုတော့စိုးရင်စိတ်ကတော့ရှိကြတယ်ရှိကြတယ်ဆိုတော့အဲ့ကျွန်မတို့ဒီတောက်တောက်တိုင်ကြီးအောက်မှာနေနေကြရတဲ့ဟိုပေါ့နော်မိသားစုတွေအားလုံးကတော့အစိုးရင်စိတ်ရှိတယ် ဟိုအိတ်ကောင်ချင်းအိတ်စားကောင်ချင်းမစားပါမလားဘောတော့ခိုင်ခိုင်မာမာဖြစ်ခဲ့ရင်တော့ကိစ္စမရှိဘူးခိုင်ခိုင်မာမာများမဖြစ်ခဲ့ရင်တော့တို့အိတ်နေတော့များဖြစ်သွားလိမ့်မလားဘောတော့အဲ့လိုမျိုးစိုးရင်စကလေးတွေကတော့ရှိပဲကိုအခုချိန်ဒီပြုပြင်ရေးလုပ်ငန်းတွေလောက်တာမတွေ့ရတဲ့အပြင်သတင်းကြားရတာလည်းမရှိတာကြောင့်အချိန်ဘဏ္ဍလအတွင်မှာဘလို့ပြုပြင်မယ်ဆိုတာသိကျင်ကြကြောင်းသူကဆက်ပြောပါဗါဒါအပြင်ကဲစဲဤစခန်းတချို့ဖွင့်ပေးထားပေမဲ့နေထိုင်သူတိတ်မရှိကြောင်းနဲ့ယာယီတိမ်းရှောင်နေရတော့ စားတော့ရည်အတွက်အချိန်တတ်မှတ်ချက်နဲ့ဈေးအောင်ချခွင့်ရရှိဖို့ကိုလည်းမျှော်လင့်နေကြပါဗျ။ကြောက်တိတာဇေဒီနဲ့ပတ်သက်လို့အခုလိုမျိုးစိုးရင်ချက်တွေရှိနေပေမဲ့တစ်ဖက်မှာလည်းဇေဒီတော်ကိုမိုင်းခွဲဖျက်ဆီးမှထက်ထိမ့်သိမ့်တာကိုမြို့ကအများစုကပို့ပြီးတော့လိုလားကြကြောင်းလည်းပြောပါဗျ။ကျွန်တော်သတင်းတော့ဆိုသူအောင်ပါ။ ောင်စီတပ်ကအာဏာသိမ်းခဲ့တဲ့၄နှစ်ကျော်ကာလအတွင်းမှာကီနီပြည်နယ်အတွင်းပြည်သူ942ယောက်သေဆုံးခဲ့ရတယ်လို့တိုးတက်သောကီနီပြည်အင်အားစု PKPF ကမေလ၁ရက်နေ့မှာထုတ်ပြန်ထားပါဗျ။2022ခုနှစ်ကနေ2025ခုနှစ်ဧပြီလ30ရက်နေ့ထိအရတားပြည်သူ965ယောက်နဲ့စစ်ပေးဆောင်ပြည်သူ198ယောက်စုစုပေါင်း942ယောက်သေဆုံးခဲ့ပြီးနေအိမ်ပေါင်း3032လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ နေပစ္စည်းမှုအပြင်လေကြောင်းကနေတိုက်ခတ်မှုပေါင်း1184ကြိမ်ပြုလုပ်ခဲ့ပြီးဘာသာရေးအဆောက်အုံ58ခု၊စာသင်ကျောင်း29ကျောင်း၊စေယုံစေကန်18ခုထိခိုက်ပျက်စီးခဲ့ကအယောက်160ကျော်ဖမ်းဆီးခံထားရပါတယ်။ ကင်းနီပြည်နေရအနှံ့မှာတိုက်ပွဲပေါင်း1323ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအယောက်3960တိဆုံးခဲ့ကတိုက်ပွဲအတွင်းတိုက်လေရင်3စီးပျက်စီးတဲ့အပြင်စစ်ကောင်စီရင်68စီးပျက်စီးခဲ့ပါတယ်စစ်ကောင်စီတပ်ကိုဒေါ်လာတိုက်ခိုက်နေတဲ့ KNDF တပ်ရင် KA နဲ့ PDF တပ်ဖွဲ့ဝင်940လဲကြာဆုံးခဲ့လို့ထုတ်ပြန်ထားပါတယ်ရှင်ရှက်ကရနေဇာမိုးပြဲဒေတာကိုစစ်ကောင်စီတပ်က လေကြောင်း drone နဲ့လက်နက်ကြီးပစ်ကိုယူပြီးမြေပြင်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာကြောင့်တော်လိုင်းအင်အားစုတွေဘက်ကစခန်းတချို့ကိုလက်လွတ်လိုက်ရပါတယ်ခုံစော်ဦးပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်ဇက်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မိုးပြဲဒေတာတွင်ကတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီတပ်ကဒီရပိုင်းတွင်ဂျက်ဖိုက်တာ drone နဲ့လက်နက်ကြီးပစ်ကိုစမတန်ယူတာတကြောပြန်ထိုးစစ်ဆင်နေပါတယ် ဒါကြောင့်တော်လိုင်းအင်အားစုတွေပကအထိခိုက်ရှိပြီးရှီတန်းကာကင်စခန်းတချို့ကိုလက်လွတ်လိုက်ရတယ်လို့ PDF ရဲဘော်တွေကဆိုပါတယ်ဒီနေ့ကလက်နေကြီးရောလေးရင်ရောသူတို့ drone ပေါ့နော်အာတော်တော်တုံးပေါ့နော်အဲသူတို့ကအဲ့လိုအလုံးအရင်းတွေတက်လာတာပေါ့နော်ကြာဆုံးမှုလည်းရှိတယ်ပေါ့နော်ဒါမှကြီးနဲ့နေစားတဲ့ game ပေါ့တုံးပေါ့ကျွန်တော်တို့ပေးလိုက်ရတာပေါ့နော်မိုးရဲကခမရလင်းနေတဲ့တက်ရင်ကိုအခြေပြုပြီးစစ်ကောင်စီဟာတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေတွေဘက်ကို ထိုးစစ်ဆင်နေတာပါ ဂျက်ဖိုက်တာအပြင်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့လက်နက်ကြီးနဲ့လည်းမိနစ်ချာပစ်ခတ်နေတယ်လို့လည်းမြေပြင်ရဲဘော်တွေကဆိုပါတယ်ဒီနေ့ထက်မှရောက်လာတာကြပြီအဲ့ဒါဒီခြေတဲ့တည်းနေလောက်ပါသူတို့နေရောညအရင်လည်းနေကြီးအားကိုကိုရတဲ့တတ်ပါလားဒီ120ရောညချားဟာလို့ဆိုရှင်ငါမင်းတလုံးငါမင်းတလုံးပြောလို့ရတယ်တနေကုန်လေနေရဆက်တိုက်လေစစ်တပ်ကအာဏာသိမ်းတဲ့2021ခေတ်ကမိုးပြေမြို့မှာတော်လိုင်းအင်အားစုတွေကစတင်လှုပ်ရှားခဲ့တာပါ အခု၄နှစ်ကျော်ကြာတဲ့အထိလေအပြန်လည်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါလေတိုက်ပွဲတွေကြောင့်တောင်းနဲ့ချီတဲ့ဒေတာကန်ပြည်သူတွေဟာစစ်ပေးတိမ်းရှောင်နေရပါတယ်ကျွန်တော်ခွန်စော်ဦးပါအခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကင်းနေရဲ့၂90ပြည့်နှစ်မှာကမ္ဘာအရေးအမြင့်ဆုံးခွေးနဲ့ကမ္ဘာအသေးဆုံးခွေးတို့တွေ့ဆုံခဲ့ပါတယ် Great Dane အမျိုးသား Rugby အမည်ရခွေးဟာအရက်၃ပေ၃လက်မှရှိပြီးလက်ရှိကမ္ဘာအရက်အမြင့်ဆုံးခွေးဖြစ်စံချိန်တင်ထားပါဗျ။ကမ္ဘာအသေးဆုံးခွေးကတော့ Florida မှာရှိတဲ့3.59လက်မှအမြင့်ရှိတဲ့အသက်၄နှစ်ရွယ်ဖေရီယယ်ပဲဖြစ်ပါဗျ။ဒါဟာတက်ရှိခွေးတွေထဲကကမ္ဘာအမြင့်ဆုံးနဲ့အသေးဆုံးစံချိန်ရရှိထားတဲ့ခွေးတွေကိုဂင်းနဲ့ကဖော်ပြခဲ့တာဖြစ်ပါဗျ။ကင်းနစ်မှတ်တမ်းရဖော်ပြမှုအရ2014ခုနှစ်မှာတည်ဆောင်းခဲ့တဲ့ Great Dane အမျိုးသားစုအမည်ရခွေးဟာခြေသေးကနေပခုံး 3အထိ132စင်တီမီတာရှိပြီးအချိန်တိုင်းအတွက်ကမ္ဘာအရမ်းမြင့်ဆုံးခွေးပြေစံနေတင်ထားတာကိုတွေ့ရပါတယ်။ တတန်း290ပြည်မှာထူကြတဲ့တင်ဆက်မှုတွေပြုလုပ်လေးရှိပြီးကမ္ဘာအရက်အရှိဆုံးအမျိုးသမီးနဲ့ကမ္ဘာအရက်အပူဆုံးအမျိုးသမီးတို့ကိုဂင်းနစ်ကတွေ့ဆုံပေးခဲ့မှုပါတယ်။အခုခါမှာလည်းကမ္ဘာအရက်အမြင့်ဆုံးခွေးနဲ့ကမ္ဘာအသေးဆုံးခွေးတို့ကိုတွေ့ဆုံပေးခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ကောင်ကိုအိုင်ဒါဟိုမှာရှိတဲ့ရက်ဂီရဲ့အိမ်မှာတွေ့ဆုံစေခဲ့တာဖြစ်ပြီးဂင်းနစ်မှတ်တမ်း290ပြည်အတွက်အမှတ်တရဓာတ်ပုံတွေဗီဒီယိုတွေရိုက်ကူးမှုပြုလုပ်ခဲ့ပါတယ်ရှင်။ ယူကရိန်းကျူးကျော်စစ်အတွင်းရုရှားအတွက်တိုက်ခိုက်ပေးနေတဲ့မြောက်ကိုရီးယားစစ်သား600ကျော်တေဆုံးခဲ့ပြီဖြစ်တယ်လို့ဧပြီလ30ရက်နေ့မှာတောင်ကိုရီးယားလွှတ်တော်အမတ်တဦးအနေနဲ့အတည်ပြုခဲ့ပါတယ်။ဒါဟာပြောရင်ကမော်စကိုအတွက်တပ်ဖွဲ့ဝင်တွေကိုဆေးလွတ်ပေးခဲ့ကြောင်းပြီးခဲ့တဲ့တနင်္လာနေ့မှာအတည်ပြုပြီးတဲ့နောက်အမတ်ပြည်သူလီဆောင်ခွန်အနေနဲ့ထုတ်ဖော်ပြောဆိုခဲ့တာပါ။လောလောဆယ်အထိမြောက်ကိုရီးယားစစ်သား4800ဝန်းကျင်တေဆုံးထံရရကြောင်းခံမှန်းထားတယ်လို့ တ်တော်ရဲ့ထောက်လှမ်းရေးကော်မတီဝင်လည်းဖြစ်တဲ့လီကသတင်းထောက်တွေကိုမှတ်ချက်ပေးပါရယ်။ယူကရိန်းထိ ंछ ုပ်ထားတဲ့ရုရှားနေဆက်ဒေတာကောက်စ်ကိုပြန်လည်သိမ်းပိုက်ရမှာအကူအညီပေးခဲ့တာဖြစ်ကြောင်းမြောက်ကိုရီးယားကနိုင်ငံပိုင်သတင်းဌာန KCN ကအတည်ပြုဖော်ပြပါရယ်။ဒါ့အပြင်မြောက်ကိုရီးယားဟာလက်နက်နဲ့တပ်ဖွဲ့ဝင်တွေကိုရုရှားအတွက်ထပ်ပြီးပေးပို့ပေးနေတယ်လို့ဆိုးနယ်ဝါရှင်တန်ဘက်ကဆွဆွဲထားပါရယ်ရှင်။ဆလပီအားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ာရှချန်ပီယံလိပြိုင်ပွဲကနေထွက်ခဲ့ရပြီးတဲ့နောက်ပရိသတ်တွေအတွက်စီရော်နယ်တို့ကအသိပေးစာထုတ်ပြန်သွားပါတယ်။စီရော်နယ်တို့ရဲ့အယ်နာဆာအသင်းဟာဧပြီလ30ရက်နေ့ကအင်ကွင်းမှာကစားခဲ့တဲ့ဂျပန်ကလပ်ကာဝါဆာကီနဲ့အာရှချန်ပီယံလိဆီမီဖိုင်နယ်ပွဲစဉ်မှာ3ဂိုး2ဂိုးနဲ့အရင်နိုင်ခဲ့တာကြောင့်ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။အိမ်မက်တွေဆိုတာတခါတရံမှာစောင့်ဆိုင်းရလေးရှိပြီးအယ်နာဆာအသင်းအတွက်ပေးဆက်ကစားခဲ့တဲ့အပေါ်ခုံယူမိကြောင် အားပေးခဲ့တဲ့ပရိသတ်တွေကိုကျေးဇူးတင်ရှိကြောင်းစီရနယ်တို့ကဆိုရှယ်မီဒီယာကနေစာရေးသားထုတ်ပြန်ခဲ့တာပါ။အန်နာစာအသင်းဟာ Saudi Pro League ပြီးဆုံးဖို့၅ပွဲအလိုမှာအဆင့်တနေရာက LCT Head နဲ့ရှစ်မှတ်အကွာတတိယနေရာမှာရပ်တည်နေရပါ။အန်နာစာအသင်းကိုကြော်ဖြတ်အနိုင်ယူခဲ့တဲ့ Kawasaki အသင်းဟာဘောလုံးပွဲမှာပြည်တွင်းပြိုင်ပတ် Al Hilal ကိုအနိုင်ယူခဲ့တဲ့ Saudi Club Al Ahli နဲ့မေလ၃ရက်နေ့မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါရဲ့ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးဦးမှာပါကျမတို့ကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်